18နှစ်ပြည့်ဖြစ်လိမ့်မယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒါ reapply နဲ့နောက်ဆုံးဖြတ်တန်းခဲ့တဲ့မွေးနေ့ပေါ့နော်။ပုံမှန်ဆိုရင်တငယ်ချင်းတွေနဲ့ပြင်သွားတယ်။မွေးနေ့ဂိတ်ခွဲတယ်။အိမ်မှာပြန်ရောက်အဲ့လိုမလုပ်ဖြစ်ဘူး။ဒါပေမဲ့ထူးထူးခြားခြားအဲ့နှစ်ကတော့တငယ်ချင်းတွေနဲ့ပြင်မှာမလုပ်ဖြစ်ဘဲနဲ့အိမ်ရောက်တော့မှမွေးနေ့ဂိတ်လေးဝယ်ပြီးတော့မိသားစုတွေမွေးနေ့ဝယ်ကျင်းပခဲ့တာပေါ့နော်။ပြန်နောက်နေ့ကျတော့အဖွားမရှိတော့ဘူးဆိုတော့အဲ့နှစ်လေးကမှတ်ရပါတယ်။ အဲ့လိုမျိုးတတိရတယ်ဘယ်လိုဆိုတော့အဖွာအမြဲမွေးနေ့ဆိုရင်သူကနိုးလာတာနဲ့အဲ့လိုမျိုးအခန်းထဲကိုလာရှာရဲ့တမီးလေး happy birthday ပါသူတဲတဲလို့တော့ခါတဲတဲလေးမွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီးသူကအမြဲလာပြောလေးရှိတော့လေဒီနေ့ hurry နောက်လောက်မှရှိရဲ့ birthday အတွက်ဒီ photo shooting လေးလာလို့ဖြစ်တာပါဟုတ်73နှစ်စာ22နှစ်ပြီပါ ဘူးကနန်ကတော့အဘူးကနန်တိတ်မကြိုက်တော်တော်များပြောတာအဘူးကနန်ဆိုလို့ရှင်လူးတတ်တယ်တဲ့မှာအဲ့နှစ်ကပါညာဆိုတော့တိတ်တော့တိတ်တော့ကြိုက်ဘူးအဲ့လိုမျိုးတော့မဟုတ်ဘူးကြားလိုက်တာအဲ့လိုအင်တာဗျူးတခုမှလာအဲ့လိုမျိုးကြားလိုက်တာသူကအဲ့လိုမျိုးပေါ့နော်ကောလာဟာလာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲ့လိုမျိုးအလူတွေကအပူကနန်းနှစ်ဆိုလို့ရှိရင်နည်းနည်းပုံမှန်တဲ့ပိုယုံကန်အတယ်လို့ဘာလို့အဲ့လိုမျိုးပြောတော့လေအဲ့တော့ကိုကကျတော့ပြင်ဆင်တာမမှားဘူးလေနော်ဒီလိုလုပ်နေသူဆိုတော့ တေချာလေးပဲဖရာတရားလေးပို့လို့လူတန်းလေးတော့ပို့လို့အဲ့လိုတော့ပို့လို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့18နှစ်ပြည့်ဖြစ်လိမ့်မယ်ဘာဖြစ်လဲဆိုတော့အဲ့ဒါ re apply နဲ့နောက်ဆုံးဖြတ်တန်းခဲ့တဲ့မွေးနေ့ပေါ့နော်ပုံမှန်ဆိုရင်ကတငယ်ချင်းတွေနဲ့ပြင်သွားရတယ် အာမွေးနေ့ကိတ်ခွဲတယ်အိမ်မှာပြန်ရောက်အလုပ်မလုပ်ဖြစ်ဘူးဒါမဲ့ထူးထူးခြားခြားအဲ့နှစ်ကတော့တငယ်ချင်းတွေနဲ့ပြန်မှာမလုပ်ဖြစ်ပဲနဲ့အိမ်ရောက်တော့မှမွေးနေ့ကိတ်လေးဝယ်ပြီးတော့မိသားစုတွေမွေးနေ့ဝယ်ကျင်းပခဲ့ရပါတော့ပြီးတော့နောက်နေ့ကျတော့အဖွားမရှိတော့ဘူးဆိုတော့အဲ့နှစ်လေးကမှတ်ရပါအဲ့လိုမျိုးတတိယရတယ်ဘယ်လိုဆိုတော့အဖွားအမြဲမွေးနေ့ဆိုရင်သူကနိုးလာတာနဲ့အဲ့လိုမျိုးအခန်းထဲကိုလာရှာရဲသမီးလေး happy birthday ပါသူကတဲတဲလို့တော့ပါတဲတဲလေးမွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီးတော့အမြဲလာပြောလေးရှိတော့လေဟိုဒီနေ့ပိုင်းခြားမှာတော့အဲ့လိုမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ ဲ့လေဟိုအရာကြီးကိုအမြဲတမ်းတွေးပြီးဝမ်းနေနေကြ။ဘွားလည်းကြိုက်မှာမဟုတ်တော့ပျော့ပျော့လေးပဲနေပါတယ်။တတိယရက်ခါမျိုးကြီးကြလို့ရှင်လေကောင်းတဲ့မှတ်တရလေးတွေပဲတွေးလိုက်တယ်ဟုတ်။ဟုတ်မွေးနေ့စုတောင်စကားဆိုတာတဲ့တတိအမှတ်တရရှိတာပါလဲဆိုတော့ဘွားကဟိုလက်စွပ်လေးတခွင်ပေးဘူးရဲ့။ဒါမဲ့ရီကထုံးစံကြရီကအိမ်မှာစကားအများကြီးမပြောတာဆိုအဲ့မွေးနေ့လက်ဆောင်ရတော့ကလည်းအပေးရဆိုဝစ်လိုက်တယ်ပေါ့နော်ဝစ်ပြီးတော့ကိုကကျူရှင်ပြန်သွားတယ်လားသူကပြောဘူးရဲ့ ဟာလက်စကိုမကြိုက်လို့လားတဲ့အဲ့လိုမပျော်ဘူးပေါ့နော်ပျော်တာမတွေ့ဘူးဆိုတော့မဟုတ်ဘူးလို့တမီးကကြိုက်တယ်တမီးကဒီတိုင်းလေးပဲနေပြတာဆိုပြီးတော့ तू ကတော့အဲ့တုန်းကထင်ခဲ့တာ ဟိုတိတ်တဘောမကြလို့ထင်တာဒါပေမဲ့ရီမာ LSO လေးကိုအဲ့10ရက်နှစ်လားမသိ9ရက်နှစ်လောက်ကပြီးရအဲ့9ရက်နှစ်ကနေစပြီးအခုတက်22နှစ်ပြည့်တဲ့လက်မှာအများအားဝတ်ထားတယ်ဒီလိုအခု shooting ရိုက်တဲ့ချိန်မျိုးမှာဒါဟိုပျောက်မှာဆိုလို့ချွတ်ထားတာပေါ့နော်ဆိုတော့အများအားဖွာပြီးတဲ့ဟာလေးကအများအားမှတ်ရတူတူရှိတယ်အဲ့ဒါလေးကတော့တကယ်လုံးဝမေးလို့မရပုံမှန်ဆိုရင်ခလီဖြစ်ခဲ့တာဆိုတော့လေအဖွာအများကြီးဟိုပုံမှန်သာဝယ်ဝယ်ပြီးတယ်အမေတို့ပြီးရင်ပြီးလိုက်တယ်အဲ့လိုမျိုးလက်ဆောင်ကြီးကြီးမားမားငယ်ပြီးတော့ပျောက်မှာဆိုတော့မပီးဘူးပေါ့နော်ကြံအယုတ်တွေပိုင်းဝ ဝယ်ပေးတယ်ဒါပေမဲ့အဲ့နေ့ကျတော့သူလည်းအရွယ်တစ်ခုရောက်ပြီးထင်လို့ထင်ပါတယ်အဲ့မှာပေးရတမိုးအကြီးဆုံးနဲ့အဖိုးမဖြတ်နိုင်ဘူးဟုတ်ဟုတ် ဒီနေ့မွေးနေ့ကတော့ reach ရတဲ့ပြိတ္တလေးကိုယ်တိုင်းဝိုင်းနေရဒီမိတ်ဆွေလေးနဲ့ပဲ re အလှူဒန်းလေးတော့လုပ်ဖြစ်ဖို့ရှိရဲအရင်နှစ်ကလိုပဲပေါ့နော်ကေဟာတခုခုမှာပဲဖြစ်ဖြစ်ဒါမို့အဲ့ဒါတော့ video မစီစေရသေးဘူးစူဒီတာကြွေးရပဲဖြစ်ပေါ့နော်အဲ့လိုလေးလုပ်ဖို့တော့ရှိပါတယ်ပြီးတော့အဓိက goal ကတော့ re အများတန်းကိုကိုကိုပဲပြိုင်လေးရှိတယ်သူများနဲ့ပြိုင်စိတ်ပင်ပန်းတယ်ပြီးတော့ဘဝကကြတော့ဘဝမဟုတ်ဘူးလေနော်ဟိုအေးချင်းမရှိဘူးသူများနဲ့လိုက်ပြိုင်နေကြတော့အဲ့တော့ကိုကကိုအမြဲတမ်းဘယ်လိုရှိလဲဆိုတော့ငါအရင်နှစ် ာဒီမှာခြုံလမွေးနေဆိုလို့ရှိရင်ငါရေနှစ်ခြုံလမွေးနေမတိုင်ခင်ဘာလုပ်နေလဲငါဘယ်နေထားမှရှိလဲပေါ့နော်ငါဒီနေ့ဘလို့နေထားမှရှိလဲဆိုတော့အဲ့လိုလေးပဲပြိုင်ပြတဲ့အဲ့လိုဆိုတော့ goals လေးတွေကတေးကောင်းတေးနိုင်တယ်ကိုယ့်ကိုလည်းဒုက္ခမပေးခြင်းဘူးအသက်ကလည်းအရင်မကြီးသေးဘူးအချိန်ရတယ်လို့ကိုယ်ကိုယူဆရဖြစ်တဲ့အတွက်အဲ့လို goal PC လေးတွေပဲထားရတယ်အရင်နှစ်ကတည်းကဒီနှစ်အာနည်း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 မဟုတ်ပါဘူးအများကြီးပိုတိုးတက်လာတော့မြင်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးနဲ့ပဲသွားပြပါတယ်ဟုတ်